အားလုံးပဲမင်္ဂလာပါခင်ဗျာယလင်းအောင်ဘလောကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ဖုန်းမှာ14ဆက်ဟန်းနေတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ဘာဆော့ဝဲမှာတည်တံ့ဒေါင်းပြမလို့ပဲ ਨੇ original ပါရဲ့ default memory ကို run အနေနဲ့တိုးပြီးတော့ဖုန်း run တိုးလို့ရမယ့်နီလန်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်တစ်ခါတည်းညရင်ကိုယ့်ရဲ့ဖုန်းမှာ default ပါတဲ့ run ကကျွန်တော် run အရန်နေနေဆိုရင် gain ဆော့ရဲ့သူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်အခြား file size ကြီးတဲ့ software တွေပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲမှာ software အများကြီးသုံးတဲ့ခါမျိုးမှာဖုန်းကပုံမှန်ထက်ပို့ပြီး14နေရဆက်ဟန်းနေရမျိုးကြီးဖြစ်ကော ောင်းဖြစ်နေနိုင်ပါတယ်ဗျဒီလိုမျိုးဖြစ်နေရဆိုရင်တော့ကျွန်တော်အခုပြပေးရနီလန်လေးနဲ့ကျွန်တော် run တိုးလို့ရပါတယ်ဘာ software မှာတီးတန့်သုံးရမလို့ပါဘူးဖုန်းထုတ်ကြရဖုန်းကုမ္ပဏီတွေကနေပြီးတော့ဖုန်းအတွက်ပေါ့နော်အဲ dashboard ဒီ phone storage memory ကိုကျွန်တော်ဒီ extension အနေနဲ့ထပ်ယူပြီးတော့ပေါ့နော်ဟိုသုံးလို့ရတယ် run တိုးပုံတိုးနည်းလေးနဲ့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းရဲ့ setting တွေကိုသွားလိုက်ပါ ဆုံးဆက်တင်တဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်အောက်ဆုံးဆွဲလိုက်ပါဗျအောက်ဆုံးဆွဲလိုက်ရင်ဒီနေရာမှာအဲကျွန်တော်ဒီ additional setting ဆိုတာလေးကိုတွေ့အောင်လိုက်ရှာလိုက်ပါတော့เนาะဒါဖုန်းတစ်လုံးနဲ့တစ်လုံးတော့နေရာအနေငယ်ပြောင်းကောင်းပြောင်းနိုင်တယ်ပေါ့เนาะအဓိက additional setting ဆိုတာကိုတွေ့အောင်ရှာတကယ်လို့ဒီဟာလေးကိုတွေ့အောင်မတွေ့ခဲ့တော့ရှိရင်ကျွန်တော် share box ကနေပြီးတော့လည်းရေးရှာလို့ရရယ်ပေါ့เนาะ ADD ID ION ION AA ဆိုပြီးရေးရှာလိုက်ပါတော့အဓိကကတော့ဒီ additional setting ဆိုတာလေးကိုတွေ့အောင်ရှာရှာပြအားလေးကိုတစ်ချက်နှိပ်လိုက်ပါတော့ နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့အဲ့ဒီထဲမှာမှဒီ memory extension ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဒီဟာလေးပေါ့နော်ဒီ memory extension ဆိုတဲ့ဟာလေးပဲဖြစ်ပါတယ်ဗျအဲ့ဒီဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ မမိုရီအိဆန်းရှင်းကိုနှိပ်လိုက်ရင်ဓာတ်ဖောက်အားဖြစ်ဆိုရင်တော့ကျွန်တော်ဒီနေရာမှာဒီအပေါ်တော့ကဒီ off ဆိုတဲ့နေရာလေးမှာကိုယ့်ရဲ့ဟောဖုန်းကရွေးထားမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲကျွန်တော်ကတော့အဲဒီအောက်မှာဒီ12 12.0GB ပေါ့နော်12 GB ကိုရွေးထားရပေါ့နော်ဒီနေရာမှာမိတ်ဆွေတို့ရဲ့ဖုန်းကဖုန်းမော်တယ်ဖုန်းပါရှင်းပေါ်မူတည်ပြီးတော့အဲဒါဖုန်းတစ်လုံးနဲ့တစ်လုံးဒီနေရာမှာပါတာရင်မတူနိုင်ဘူးဥပမာအဖြစ်ကျွန်တော်တို့ဒီနေရာမှာ 2GB ပဲပါလဲဖြစ်ကောင်းဖြစ်နိုင်တယ် 4GB ပဲပါလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဓိကကတော့ဒီနေရာမှာပါတယ်ထဲရမှာကိုကြိုက်တဲ့ဟာကိုရွေးလို့ရတယ်အမြင့်ဆုံးဟာကိုရွေး လို့လည်းရရဲအဲသူ့ရဲ့သဘောတရားကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ ဖုန်းတွေမှာ RAM နဲ့ဒီ storage နဲ့ဆိုပြီးရှိရပေါ့နော် RAM ဆိုတာကတော့ဓာတ်ပုံအားဖြင့်ပါတယ် RAM ဥပမာအားဖြင့် RAM 4GB RAM 8GB တို့ RAM 12GB တို့စသဖြင့်ဖြင့်ပါကြတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ memory ပေါ့နော် memory ဆိုတာ storage ကိုပြောတာပေါ့နော်ကျွန်တော်တို့ဓာတ်ပုံတွေ video တွေထည့်လို့ရတယ် storage memory ပေါ့အဲ storage memory ကဥပမာ 128GB တို့ 256GB တို့ 512GB တို့စသဖြင့် memory တွေပါကြတယ်ပေါ့နော်အဲ memory တွေကနေပြီးတော့ကျွန်တော်တို့ကဥပမာမျိုး 4GB လည်းဖြစ်နိုင်တယ် 6GB လည်းဖြစ်နိုင်တယ် 8GB လည်းဖြစ်နိုင်တယ် 12GB လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လို memory မျိုးကိုကျွန်တော် ို့ RAM အတွက်ယူပြီးသုံးလိုက်တဲ့သဘောအနေနဲ့ဒါကလုတ်ပြရပဲဖြစ်ပါတယ် memory extension ဆိုပြီးတော့ဒါဖုန်းလေးမှာဓာတ်ဖော့အပြင်ပါကြပါတယ်ဖုန်းတော်တော်များများမှာလည်းပါတယ်ပေါ့နော်အဲကိုဖုန်းမှာပါမပါတော့ကိုကိုယ်တိုင်ဝန်ဆန်းကြည့်ပါအဲဒီနေရာမှာကျွန်တော်ကဒီ12 gig ကိုရွေးထားပြီလားဆိုတော့8 gig ကိုရွေးပြမယ်ပေါ့နော်8 gig ကိုတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ဒီလိုမျိုးအဲကျွန်တော်တို့ဒီ review နဲ့ later ဆိုပြီးပေါ်လာလိမ့်မယ်အဲ့ကြရင်ကျွန်တော်တို့ဒီ review ကိုတစ်ချက်နှိပ်ပြီးလိုက်ပေါ့နော် review ကိုတစ်ချက်နှိပ်ပြီးလိုက်ပြီဆိုရင်မိတ်ဆွေရဲ့ဖုန်းက မိတ်ဆွေရဲ့ဖုန်းကကျွန်တော်တို့ဒီဖုန်းပါဝါပိတ်ပြီးတော့ပြန်ပွင့်လာလိမ့်မယ်ဗောနော reboot ဖြစ်သွားလိမ့်မယ် restart ဖြစ်သွားလိမ့်မယ်အဲ့လိုမျိုးဖြစ်သွားပြီးဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ဖုန်းကဒီဖုန်း storage memory ကနေပြီးတော့ကျွန်တော် ram အတွက် memory ကိုယူသုံးလိုက်ပြီးတော့ ram auto တိုးပြီးသားဖြစ်နေမှာဖြစ်ပါတယ်ကျွန်တော်ဘယ်နေရာနေသွားကြည့်လို့ရမလဲဆိုရင်ကျွန်တော်ပြပေးမယ်အော်ဒီဒီနေ့အားဖြင့်ကျွန်တော်ပြောင်းလို့ဖုန်းရဲ့ data ပြက်တာတွေဘာတွေလုံးဝမရှိဘူးเนาะတချို့ရဲ့ data တွေဘာတွေပြက်တယ်ထင်နေပါဆိုတော့ကျွန်တော် my device ဆိုတဲ့နေရာလေးကိုတစ်ချက်ဝင်ကြည့်မယ်အဲကြည်ပြီးပြီဆိုရင်ကျွန်တော် မှာဒီဒီ info ပေါ့နော် ATM မှာဝင်ကြည့်လိုက်မယ်ဆိုမှမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဓာတ်ပေါက်အားဖြင့်ကျွန်တော်ရဲ့ဖုန်းမှာဆို RAM 12 GB ပါတယ်ပြီးတော့12 Plus 12 GB ဆိုပြီးဖြစ်နေရပါဘောနော်အဲဓာတ်ပေါက်အားဖြင့်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းက RAM 12 GB ပဲပါလားဒါပေမဲ့ဒီလိုမျိုး memory storage expansion နဲ့ storage ထဲကနေပြီးတော့ကျွန်တော် expansion 12 GB ကိုယူပြီးသုံးလိုက်တဲ့အတွက်ကြောင့်အပူ12 GB ကိုယူပြီးသုံးလိုက်တဲ့အတွက်ကြောင့်လို့ RAM 24 GB အနေနဲ့ကျွန်တော်ရဲ့ဖုန်းကအလုံးလုံးပေးနေမှာဖြစ်ပါတယ်ခင်ဗျာဒီနီလန်းလေးနဲ့ကိုယ့်ရဲ့ဖုန်းမှာဆက်ဟန်းနေရ24 GB နေရဆိုရင်ဒီနီလန်းလေးနဲ့ကျွန်တော် RAM တိုးပြီးတော့ game နေ software ရအများကြီးထည့်လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိ ရှုပေးကြတဲ့အတွက်လည်းဒုချင်းတို့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ